ားလုံးပဲမင်္ဂလာပါရှင်။နေပိတ်ကနေကြိုဆိုပါတယ်ရှင်။ဒီနေ့တော့ငနေတူလေးကိုချင်းငန်ဆက်လေးပေါ့နော်။အရန်ဆောက်လို့ကောင်းအောင်တုတ်တဲ့နီလေးလိုက်မျှဝေပေးပါတယ်ပေါ့နော်။ဒီငနေတူးတော်လေးရကြတော့စားလို့လည်းအရင်ကောက်ပြီးကိုကြဆေးလည်းတက်တာတော့မဟုတ်နှဲပလုတ်လို့လည်းဆိုတာနှဲဗီဒီယိုဖိုင်ကိုဆွတ်ထည့်လည်းကြည့်ပေးကြပါအောင်ရှင် ါကတော့ငနေတူးတုတ်ထဲမှာပါဝင်တဲ့ပစ္စည်းလေးတွေပေါ့နော်။အရင်ဦးဆုံးငနေတူးလေးကိုနှင်ကာခေါင်းလေးတွေဖြုတ်ထားပေးလိုက်တယ်ပေါ့နော်။တကယ်လို့ဒီနေရာမှာခေါင်းမဖြုတ်ဘဲနဲ့ဒီတဲလေးစားမယ်ဆိုလည်းရတယ်ပေါ့နော်။နှစ်ရကြတော့ခေါင်းလေးနဲ့ဆိုရင်စားရတာတမျိုးကြီးဖြစ်နေလို့ခေါင်းလေးတွေဖြုတ်ထားပေးလိုက်တယ်ပေါ့နော်ခုဆိုရင်တော့နှစ်ဖြုတ်သွားပြီလေဒါငနေတူခေါင်းလေးတွေလည်းပြီးသွားပြီပေါ့နော် ဒါဆိုရင်တော့ရေလေးနဲ့နဲငယ်လေးလာဆေးကြောတိုက်ဆိုင်ပေးလိုက်ပါမယ်ရှင်။ခုလိုမျိုးလေးရေနဲ့ဆေးတဲ့ချိန်မှာလည်းရေကိုကြာကြီးဆေးစီရမလို့ဘူးပေါ့နော်။ခုဆိုရင်တော့ငနေတူလေးလည်းဆေးလို့ပြီးပြီပေါ့နော်။ဒါဆိုရင်တော့သူ့ကိုစကားလေးနဲ့ရေဆက်ထားပေးလိုက်ပါမယ်ရှင်။ဒီငနေတူးတော့လေးရကြတော့အရန်စားလို့ကောင်းတယ်ပေါ့နော်တခြားအတုံးနဲ့မတူဘဲနဲ့တမျိုးလေးစားလို့ကောင်းတယ်ပေါ့နော်နေရကြတော့တခါတုပ်စားဘူးတာနဲ့အရန်ကြိုက်သွားပြီပေါ့နော်ဒီအတုံးလေး ဒါဆိုရင်တော့ငရုတ်တီစိမ့်နေရောင်လေးကိုကိုစားနေတလောက်လာထောင်းထားပေးလိုက်ပါမယ်ရှင်။ငရုတ်တီလေးထောင်းတဲ့ချိန်မှာလည်းနှင်းကစားနိုင်ငယ်ကိုထည့်ပြီးတော့ထောင်းထားပေးလိုက်တဲ့ပေါ့နော်။ထောင်းသားပေးလိုက်လို့ငရုတ်တီလေးကမညက်တညက်ဖြစ်သွားပြီဆိုရင်တော့စိတ်စားငယ်ပြီးနှင်းငယ်ကိုလည်းထည့်ထောင်းထားပေးလိုက်ပါမယ်ရှင်။ဒီအတုပ်လေးကကြတော့လောဝါချင်ငန်စအတုပ်လေးပေါ့နော်။တုပ်စားကြည့်ကြပါရှင်။ထမင်းအရာမေးမှသိချပါပဲပေါ့နော်။ ခုဆိုရင်တော့ငရုတ်သီးလေးလည်းထောင်းလို့ပြီးပြီဆိုရင်တော့ခဏကရေဆက်ထားတဲ့ငနေတူးလေးကိုခဏလောက်လာလှော်ထားပေးလိုက်မယ်ပေါ့နော်။နှစ်ကအယောင်လေးနည်းနည်းပြောင်းလာတဲ့ချိန်ကြီးလှော်သွားပေးလိုက်တယ်ပေါ့နော်။လှော်သွားပေးလိုက်လို့ခုလိုနေထားလည်းမျိုးဆိုရင်တော့ရပါပြီရှင်။ ဒါကြတော့ပပလိထားတဲ့ကျတော်နီလေးရယ်နဲ့နန်းနာပင်လေးရယ်ပြီးရင်တော့မချီသေးအရင်နဲ့ဖြော်ထားတဲ့ဟာလေးရယ်နဲ့တံပြာသေးရယ်ခနာထောင်းထားတဲ့ငရုတ်သီးလေးရယ်ပေါ့နော်ဒါဆိုရင်တော့ခနာကလှော်ထားတဲ့ငနေတူလေးကိုစလုံးလေးထဲကိုထည့်ထားပေးလိုက်ပါမယ်ရှင်ပြီးရင်တော့လှိထားတဲ့နန်းနာပင်နဲ့ကျတော်နီလေးကိုလည်းထည့်ထားပေးလိုက်ပါမယ်ဒါကြတော့ခနာထောင်းထားတဲ့ငရုတ်တီးရဲ့စားရဲ့စေးစားငပိရဲ့ပေါ့နော်ပြီးရင်တော့မချီတီးရေနဲ့ဖြော်ထားတဲ့ဟာလေးကိုလည်းနဲငယ်လေးထပ်ထားပေးလိုက်ပါမယ်ရှင် ရာသာနေနဲ့တော့စာနေငယ်ခြုံမုံနေငယ်အသားမုံနေငယ်ထည့်ပေးလိုက်ပါမယ်ရှင်။နောက်ဆိုကြတော့တပြားသီးလေးကိုညှစ်ထည့်ထားပေးလိုက်မယ်ပေါ့နော်။ပြီးရင်တော့အာလုံးသမတော်အောင်တုံသွားပေးလိုက်ပါမယ်ရှင်။ဒီအတုပ်လေးကကြတော့ခုတလောနေမကောင်းဖြစ်နေတဲ့သူတွေအတွက်ရောထမင်းစားမဝင်တဲ့သူတွေအတွက်ရောဒီအတုပ်လေးတုပ်စားကြည့်ကြည့်ကြပါတော့။အရန်စားလို့ကောင်းမှသိချပါပဲရှင်။ဒီနေရာမှာကိုတုပ်သွားပေးလိုက်လို့အာလုံးသမတော်ပြီဆိုရင်တော့ရာသာလေးမြစ်ကြည့်ကြည့်ပြီးတော့ကိုလိုအပ်တာပြန်ထည့်ယူနေတယ်ပေါ့နော်။ နေ့မှကျတော့ရတာလေးဆက်ပြေးပြီဆိုရင်တော့စားလို့ရပြီပေါ့နော်ခုဆိုရင်တော့ချင်ငန်ဆန်းကနေတူးတူးလေးရကျတော့စားဖို့ဆက်တယ်ဖြစ်နေပြီပေါ့နော်ဒါဆိုရင်တော့ဒီနေ့တော့ဒီလောက်လေးပါပဲရှင်နေ့ပြောဖာကိုကြည့်ရှုအားပေးတဲ့တယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးများတင်ပါတယ်ရှင်နေ့ပိတ်ကိုလည်းလက် follow လေးလုပ်ပြကြပါအောင်ရှင်ဒါဆိုရင်တော့နောက်ပြီးတော့ဖာတူတူမှာပြန်တွေ့ကြမယ်နော်အားလုံးပဲတတ်တာ